ဟယ်ရီပေါ်တာနဲ့လှိုးဝက်ခန်းကငွေလွေချောင်းပရက်ဖြစ်တယ်လို့တငယ်ချင်းတွေစီကလည်းစာမလာတာကြောင့်ဟယ်ရီတယောက် ပြင်နေပါတယ်ဟယ်ရီလည်းမဟုတ်ပဲဟယ်ရီရဲ့ဇီးကွက်လေးကလည်းလောင်ရင်တွေကနေပြင်မထွက်ရလို့ပြင်နေပါတယ်ဒီနေ့ကတော့ Ulif Phantom တို့မိသားစုစီအရေးကြီးဧည့်သည်တယောက်ရောက်လာမယ့်နေ့ဖြစ်လို့ဟယ်ရီကို Ulif Phantom မှာတဲ့တခုလေသောအရာကတိတ်တိတ်လေးနဲ့မရှိသလိုနေပေးဖို့ပါပဲဟယ်ရီလည်း Ulif Phantom မှာလာတယ်လို့အခန်းထဲမှာနေဖို့ပြန်လာတဲ့အချိန်သူ့အခန်းထဲမှာမင်းသားတကောင်ရောက်နေပါတယ်မင်းသားကသူ့ကိုယ်သူဒေါ်ဘီလို့မိတ်ဆက်ပါတယ် ပြီးတော့ Harry အနေနဲ့ဒီနှစ် Howard ကြောင်ကိုသွားမတက်သင့်ဘူးလို့ပြောပါတယ် Harry ကဘာအတွက်လဲပြန်ပြီးတော့သူမဖြေနိုင်တဲ့အကြောင်းပြောပါတယ်သူစကားပြောတာကတစ်ချက်ကလေးမှအငြိမ်မနေလို့စူးစူးညံ့ညံ့လှုပ်လို့မရတာကြောင့်ဟယ်ရီကထိုင်ပြောဖို့ပြောလိုက်ပါတယ်။ဒီမှာသူ့ကိုဟယ်ရီကမျက်စိနောက်တယ်ထင်ပြီးဝမ်းနဲ့သွားတဲ့ဒေါ်ဘီကပစ္စည်းတွေနဲ့သူ့ကိုသူရိုက်ပြီးအပြစ်ပေးတာကြောင့်အောက်ထပ်ကဧည့်သည်ကိုဧည့်ခံနေတဲ့ဦးလေးဗာနိုလိုမီသားစုကဒါကိုအတိုင်းအတာကြားနေရပါတယ်။ဒီတော့ဟယ်ရီကိုလာချိန်မောင်းပါတယ်။ဟယ်ရီလည်းဒေါ်ဘီကိုအမြန်ဖွက်လိုက်ပါတယ်။ ဟယ်ရီကငါ့မှာမိသားစုဆိုလို့ငါတငယ်ချင်းတွေပဲရှိတာဆိုပြီးကျောင်းကိုသွားမှဖြစ်တဲ့အကြောင်းပြောပြပေးမယ်။ဒေါ်ဗီကအဲ့ဒီငယ်ချင်းတွေကတနွေလုံးစားတဲ့ဆောင်တော့ပို့လို့လားလို့ပြန်မေးပါတယ်။ဒါရီမင်းဘလို့တီးလဲဆိုတော့တန်တရားဝင်သွားတဲ့ဟယ်ရီရဲ့အမေမှာစာရီရောက်မလာတာဒေါ်ဗီလက်ချက်ဆိုတော့တီးလိုက်ရပါတယ်။ဒေါ်ဗီစီကစာရီကိုဟယ်ရီကလိုက်လူလို့ဒေါ်ဗီကအောက်ထက်ကိုထွက်ပြေးရင်အောက်မှာတွေ့ရတဲ့ကိတ်မုတ်လုံးကိုဧည့်သည်ဘော်ကိုခြားလိုက်မယ်ဆိုပြီးကျောင်းမတက်ဖို့ဟယ်ရီကိုအကြက်ကင်ပါတယ်။ ဟယ်ရီကလက်မခံတာကြောင့်ကဲမုတ်ကိုဧည့်သည်ကောင်းမွန်ပစ်ချလိုက်ပြီးပြုတ်မကြခင်လိုက်ဖမ်းဖို့ကြိုးစားတဲ့ဟယ်ရီကအနားမှာရှိနေတာကြောင့်ဟယ်ရီလက်ချက်လိုပဲထင်တော့ပါတယ်။သူ့အကြံအောင်မြင်မှုဒော်ဘီကတော့ပျောက်ကွယ်သွားပါတယ်။အကြီးကျယ်စိတ်ဆူသွားတဲ့ဦးလေးဗာနွန်ကဟယ်ရီကိုဟော့ဝတ်သွားဖို့စိတ်တော်မကူးနဲ့ဆိုပြီးအခန်းကို တန်တိုင်းနေနဲ့အလုံးပိတ်လိုက်ပါတယ်ညတကြမှာကားမီယော်တခုက Harry ရှေ့ Remote C ကိုရွေလာနေပါတယ်ကားပြန်ပေါ်မှာ Romno ညီကိုတွေကိုတွေ့လိုက်ရပါတယ် Romno က Harry C ကပြန်လာမလာတာကြောင့်စိတ်ပူလို့လာခဲ့ကြတာဖြစ်ပြီးအဖြစ်ပြက်တွေကိုတီးပြဲနောက် Harry ကိုတခါရဲခေါ်သွားဖို့အတွက်တန်တိုင်းနေကိုကားနဲ့ဆွဲပြီးဖြုတ်လိုက်ပါတယ်တန်တိုင်းနေပြုတ်ထွက်သွားတဲ့အတန်ကြောင့် Vanno နိုလာပြီး Harry ထွက်ပြေးမှကိုလှမ်းဖမ်းပေးမယ်မမီလိုက်ပဲအောက်ထပ်ကိုဇောက်ထိုးပြုတ်ချသွားခဲ့ပါတယ် Harry လည်းကားပြန်တဲ့အတူ Dursley မိသားစုစီကနောက်တစ်ချိန်လွတ်မြောက်လာခဲ့ပြန်ပါတယ်ကားခုတော့လို့ Romno ညီကို share စုခံနေရပေမဲ့ ဟယ်ရီကတော့ရနိုအိမ်တွေကမှော်ပစ္စည်းတွေကိုကြည့်ပြီးအရန်ကိုသဘောကျနေပါတယ်။လူမပါပဲတဲ့အိမ်လုံးကအလုပ်တွေကိုမှော်ပညာနဲ့သူ့အတူလုပ်ဖို့ခိုင်းလာတာပါ။ဒီလိုနဲ့မနက်စာမစားရသေးတဲ့ Harry ကို Ron မေကမနက်စာကျွေးနေတော့မှ Bruno အိမ်ကညီမအငယ်ဆုံးလေး Ginny ရောက်လာပါတယ်။ Ginny က Harry ကိုမြင်မြင်ချင်းမပြင်းမစင်ရသေးတဲ့သူ့ပုံစံကြောင့်ရှက်ပြီးအပေါ်ကိုပြန်ပြေးတတ်သွားပါတယ်။ Bruno က "तू ကမင်းအကြောင်းကိုအိမ်မှာအပြောဆုံးသူပဲဆိုပြီးသူ့ညီမအကြောင်းဖောက်တယ်ချပါတယ်။စားတောင်းနေကြတော့ Howard အကြောင်းကဖိတ်ခေါ်စာတွေဈေးကွက်နဲ့အတူရောက်လာပါတယ်။ဒီလေ Harry အတွက်စာပါပါနေလို့ ရွန်ရဲ့အဖေကဒမ်မလ်ဒေါ်တယောက်ဟယ်ရီဒီမှာရှိနေတာဘလို့သိလဲဆိုပြီးညီးထွားလိုက်တော့ရွန်ရဲ့အဖေကဒမ်မလ်တော့မသိရမရှိဘူးလေခွာလို့ပြန်ဖြေလိုက်ပါတယ်။အဲဒီနောက်သူတို့မီတော့မုံနဲ့ဒါရ်ကော်နယ်လီဆိုတဲ့မော်ပစ္စည်းရောင်းတဲ့လမ်းကြားလေးကိုသွားဖို့လုပ်ကြပါတယ်။မီတော့မုံနဲ့ခရီးမသွားဘူးတဲ့ဟယ်ရီအတွက်ရွန်ကိုအရင်သွားပြခိုင်းပေမဲ့ဟယ်ရီအလဲမှာဒါဂွန်နလီလို့မှာပြောလိုက်တာကြောင့်ဒါဂွန်အဲဒီလမ်းကြားပဲဆိုပေမဲ့စိုးညစ်ညစ်တွေရှိတဲ့နေရာစီကိုရောက်သွားပါတယ်။အဲဒီအိမ်တွေကအပြင်ကိုထွက်တော့လေလူတချို့ကဟယ်ရီကိုဝိုင်းထားလိုက်ကြပါတယ်။ဟယ်ရီထွက်မြတ်ဖြစ်နေတော့ဟက်ဂရစ်ရောက်လာလို့ကန်ကောင်းသွားပါတယ်။ လမ်းကြားတဲ့ကအတူထွက်လာတော့ဟာမိုင်နီနဲ့တွေ့လို့ဟယ်ရီကိုဟာမိုင်နီနဲ့ထားခဲ့လိုက်ပါတယ်ဟာမိုင်နီလည်းသူနဲ့တွေ့တိုင်းပျက်စီးနေတဲ့ဟယ်ရီရဲ့မျက်မှန်ကိုစပယ်နဲ့ပြင်ပေးလိုက်ပါတယ်အဲဒီနောက်ဟာမိုင်နီကဟယ်ရီကိုဝစ်စလီမိသားစုရှိတဲ့စာကြည့်တိုက်ကိုခေါ်လာလိုက်ပါတယ် Ron အမေက Harry ကိုစိတ်ပူနေတဲ့အကြောင်းပြောရင်ဒီမှာတော့ Lockhart ဆိုတဲ့ရုပ်ဖြောင်းဖြောင်း Ron အမေရဲ့ idol စာရေးဆရာကြီးကစာအုပ်ရောင်းနေပါတယ် Harry ကိုမြင်သွားတော့သူကိုယ်တိုင်နဲ့ကြော်ကြားအောင်လုပ်တယ်လို့ကြော်ကြားမှုကိုလည်းတတ်မှတ်တဲ့ Lockhart ကစာအုပ်တွေလက်ကပေးလိုက်ပြီးဓာတ်ပုံအတူတွဲရိုက်လိုက်ပါတယ် လက်ဆောင်ရတဲ့စာအုပ်တွေယူပြီးပြန်ထွက်လာတော့လူစီယက်ရောက်လာပြီးဟာမိုင်နီရဲ့မိဘတွေကိုကြည့်ပြီးမက်ဂယ်ဆိုပြီးနှိမ်တယ်လို့ရမ်ကိုလည်းဦးကျောင်းကျောင်းမိသားစုဆိုပြီးနှိမ်ပါတယ်။ရော့ဖေရွှေ့ထလာမှစကားဝိုင်းကိုအဆုံးတတ်နိုင်ခဲ့ပြီးအဲဒီနောက်ဂျင်နီစီကစာအုပ်တအုပ်ကိုယူပြီးလူစီယက်ကနှစ်အုပ်ပြန်ထည့်ပေးလိုက်ပါတယ်။ပထမနှစ်အတိုင်းပဲနယံထဲကိုပြေးဝင်ကြပြီးမဲ့ဟယ်ရီနဲ့ရွန်အလဲမှာနယံကိုပဲဝင်တိုက်မိပြီးတကားကပိတ်သွားပါတယ်။ရော့အမေနဲ့အဖေကလည်းအခုမှပထမနှစ်တက်မဲ့ဂျင်နီကိုဂယူဆိုင်နေတာကြောင့်သူတို့ကိုဂယူမဆိုင်နိုင်ခဲ့ပါဘူး။ ဒါကြောင့်ကြံရမရပဲ Ron နဲ့ Harry တို့ကကားပြန်ကြီးကိုယူပြီး Howard ကိုသွားဖို့လုပ်ခဲ့ကြပါတယ်။မော်ပညာနဲ့စိန်နဲ့ Margaret ရှိနေတာကိုမေ့ပြီးကားကိုကိုဖျောက်ဖို့မေ့နေခဲ့ပါတယ်။တတိယလို့ကိုဖျောက်လိုက်တဲ့အချိန် Margaret တို့မမြကဒီကားပြန်ကိုမြင်သွားကြပါပြီ။ဒီလိုနဲ့နှစ်ယောက်သားယထာကိုရှာဖို့ယထာလမ်းကြောင်းပေါ်တက်လာကြပါတယ်။ယထာဆန်ကိုကြားရပေမဲ့ယထာကသူတို့ရှေ့မှာမဟုတ်ပဲသူတို့နောက်မှာဖြစ်နေပါတယ်။ဒါကိုရှောင်ထွက်ရင် Harry ပြုတ်ကြမလို့ဖြစ်လို့ Ron ကွန်ကြီးလိုက်ရပါတယ်။ចောင်းကိုရောက်တော့လေအသက်ရှိနေတဲ့မိုးမခါပင်ကြီးကြောင့်အသက်သေမလို့ဖြစ်ခဲ့ရပါသေးတယ်။ မော်လုံးတော်ကိုတုံးပြီးအပင်ကြီးလက်ကလွတ်ဖို့လုပ်ပေမဲ့မော်လုံးနာမည်ကျိုးသွားခဲ့ရပါတယ်။အပင်ကြီးစီကလွတ်လာတော့ Rom, Harry နဲ့ပစ္စည်းတွေကိုကန်ချသွားပြီးကားကသူ့အတူတောထဲကိုဝင်ပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ကျောင်းထဲဝင်တော့ကျောင်းဆောက်ကြီးက Harry တို့ကို Professor Snape ခေါ်လိုက်တယ်ဆိုပြီး Snape စီကိုခေါ်သွားပြီး Snape ကမင်းတို့လိုအသက်မပြည့်သေးတဲ့မော်ဆရာတွေကိုတားမြစ်ထားတဲ့စီကံတွေအကြောင်းပြောတော့ Harry တို့ကမုံမခပင်ကြီးပျက်စီးတာကိုပြောတယ်ထင်နေပါတယ်။တကယ်ကကားပြန်ကို Muggle မြင်သွားလို့အဆူခံရတာဖြစ်ပြီး မင်းတို့သာ slithering ကဆိုညာရင်းချင်းမဲ့အထုပ်ဆွဲပြီးအိမ်မြန်းမှာဖြစ်တဲ့အကြောင်းပြောနေတော့ professor mcgonagall နဲ့ dumbledore ကိုရောက်လာပြီးလောလောဆယ်မှာကြောင်းမထုပ်သေးပေမဲ့မင်းတို့မိဘတွေစီတိုင်းစားပို့မယ်လို့ပြောရင်ခေါ်ထုတ်သွားပါတယ်နေ့လယ်စာစားတဲ့အချိန်မှာ brom ကသူ့မော်ဒုတ်တံကိုတိတ်နဲ့ပတ်ရင်စိတ်ပြက်နေရောပထမနှစ်ကျောင်းသားလေးတယောက်က harry ကိုဓပုံရိုက်သွားပါတယ်ခဏနေကြတော့အနီအောင်စာအိတ်ရောက်လာပြီး navis ကတော့အနီအောင်စာရွက်တွေကဘလောက်ကြောက်ဖို့ကောင်းကြောင်းပြောနေတော့စာအိတ်ကပွင့်လာပြီး brom ကိုကားပြန်ခိုးစီပြီးဖျောက်ပစ်လိုက်လို့စူနေတဲ့သူ့မေရဲ့အသံထွက်ပေါ်လာခဲ့ပါတယ် အဆုံးမှာဂျင်းနီကို Gryffindor ကိုဝင်ခွင့်ရလို့ဂုဏ်ပြုစကားပြောပြီး Cyber လည်းပျက်စီးသွားပါတယ်။အောက်လမ်းပေါ်ပြင်ကြောင်ကိုတုံးတဲ့အခန်းမှာစာကြီးတိုင်းမှာတွေ့ခဲ့ရတဲ့ Lockhart ကသူ့ကိုသူဆရာအစ်ဖြစ်ကြောင်မိတ်ဆက်ပြီးသူကဘလို့အောက်လမ်းနဲ့မှော်ပြင်ကြတွေကိုအနိုင်ယူခဲ့တာသူရေးထားတဲ့စာအုပ်တွေအကြောင်းသူတော်ကြောင်တက်ကြောင်တွေကြွားလုံးထုံနေပါတယ်။ Main Clay တွေကသူ့ကိုကြွေနေကြပြီး ူကကြွားလုံးထုတ်ပြီးမှယူလာတဲ့ကွန်အမင်စာလေးတွေကိုထိန်းချုပ်ဖို့စပယ်တစ်ခုတင်ပေးမယ်ဆိုပြီးလွှတ်ပေးလိုက်ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာသူကိုယ်နဲ့မနိုင်လို့ဟယ်ရီတို့ကိုဖမ်းထည့်ဖို့တာဝန်ပေးပြီးထွက်ပြေးပါတယ်။ဒီလောက်တောင်းကျနေတဲ့မင်စာလေးတွေကိုနောက်ဆုံးဟာမိုနီပဲထိန်းလိုက်ရပါတယ်။နောက်တစ်ရက်မှာဟယ်ရီတို့ကွင်းဒစ်အတွက်လေးချင်မှုလုပ်မဲ့အချိန်စလီဒရင်ဘက်ကကွင်းကိုသူတို့တုံးမှဖြစ်ပြီးသူတို့ရဲ့ရွှေဘော်လုံးရှာသမားအစ်စ်ကိုလေးချင်ပေးဖို့အတွက်ဖြစ်တယ်။အဲ့ဒီအတွက်ခွင့်ပြုချက်လည်းရခဲ့ပြီဆိုတဲ့အကြောင်းပြောပါရစေ။ သူတို့ရဲ့ရွှေဘော်လုံးရှာသမားအသစ်ကတော့ map 5ပဲဖြစ်ပါတယ်။နှစ်ဖက်အခြေရင်ဖြစ်နေတော့ Harmony ကဝင်ထိန်ပေးပေမဲ့ map 5က Harmony ကိုမျိုးမစစ် Mugle ဆိုတဲ့အတုံးတုံးကိုပြောလိုက်ပါတယ်။ဒါကြောင့်မဲ့ Harmony စိတ်မကောင်းဖြစ်သွားပြီး Rom ကလည်းစိတ်ဆိုးသွားတာကြောင့်သူ့ရဲ့ Morrow Dan နဲ့ map 5ဘော်ကို spare တစ်ခုတုံးခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ Morrow Dan ကကျိုးနေလို့ပြောင်းပြန်တက်ရောက်ပြီးသူပဲပြန်ခံစားလိုက်ရပါတယ်။ဒါကိုပျောက်ဖို့ Hagrid ကိုသွားမေးကြည့်တဲ့အခါဒါကအရေးမကြီးဘူး။အချိန်တိုင်းပျောက်သွားလိမ့်မယ်ပြောပြီး Harmony ကိုလည်း Harmony မယွတ်နိုင်တဲ့ spare ကိုဘယ်မှော်ဆရာမှမထွင်နိုင်ဘူးဆိုပြီးနှစ်သိမ့်ပေးလိုက်ပါတယ်။ ညရောက်တော့လော့ဟတ်ကဟယ်ရီကိုသူ့မိတ်ဆက်စာတွေကူညီပြန်ပေးဖို့အနာခေါ်ထားလိုက်ပြီးဟယ်ရီတယောက်နားထဲမှာအတန်တကူကြာလို့လော့ဟတ်ကိုမေးပေမဲ့လော့ဟတ်ကသူတော့ဘာမှမကြားပါဘူးအဲ့ချင်နေလို့ဖြစ်ပါလိမ့်မယ်ဆိုပြီးပြန်လွှတ်လိုက်ပါတယ်အပြန်လမ်းမှာဟာမိုင်နီနဲ့ရမ်နိုကိုတွေ့တော့လဲအတန်တကူကြာလာပြီးတော့သူတို့လည်းဘာမှမကြားဘူးဆိုတဲ့အဖြေကိုပြန်ရပါတယ်ဟယ်ရီလည်းအတန်ကြာရအောင်ကိုလိုင်းရင်ကော်ရီဒါမှာရေရှမ်းနေတာကိုတွေ့လိုက်ရပြီးပင်ကူတွေကလည်းထူးဆန်းစွာပျော်ရွှင်စိတ်တွေလိုအတန်းလိုက်သွားနေတာကိုတွေ့လိုက်ရပါတယ် ။နေရံမှာလည်းရှေးဟောင်းလှုပ်ဝက်အခန်းကပွင့်သွားပြီးသူ့အမွေဆက်ခံသူကိုတတိထားပါဆိုတဲ့အစာကိုသွေးနဲ့ရေးထားတာကိုတွေ့ရပါတယ်။အဲဒီနောက်မှာပဲအကြောင်းသားရဲ့ကြောင်ကကြောက်ရွံ့လိုမျိုးတောင်းတောင်းကြီးနဲ့တွဲလောင်းကြနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီအချိန်ကြောင်းသားတွေကအိတ်ဆောင်ကိုလာရင်ဟယ်ရီနဲ့ကြောင်ကိုတွေ့လိုက်တာကြောင့်ဟယ်ရီတက်တယ်လို့ထင်နေကြပါတယ်။ကျောင်းဆောင်ကြီးကသူ့ကြောင်ကိုတတ်ရမလားဆိုပြီးဟယ်ရီကိုဆွဆွဲပါတယ်။ဒါပေမဲ့ဒမ်ဘယ်ဒေါနဲ့ဆရာတွေရောက်လာပြီးအားလုံးကိုအိတ်ဆောင်ပြန်ခိုင်းလိုက်ပါတယ်။အဲဒီအချိန်ဆရာလောဟတ်ပါရောက်လာပြီးဒီကိစ္စကဟယ်ရီနဲ့မသက်ဆိုင်ပဲဟယ်ရီကသူနဲ့တစ်ချိန်လုံးအတူရှိနေတာဖြစ်တယ်လို့ဖြောင်းချက်ဝင်ပေးပါတယ်။ ဟာမိုင်းနီကဟယ်ရီအတန်နေကြားနေရတယ်ဆိုတဲ့အကြောင်းဆရာတွေကိုပြောဖို့လုပ်ပေမဲ့ဟယ်ရီကစကားလမ်းကြောင်းလွှဲလိုက်ပါတယ်။ဒီလိုနဲ့အိတ်ဆောင်ကိုအတူပြန်ကြားတဲ့လမ်းမှာဟာမိုင်းနီကတော့ဆုံးနဲ့မော်လောကမှာအတန်နေကိုတယောက်တည်းကြားနေရတယ်ဆိုတာကောင်းတဲ့ကိစ္စမဟုတ်ဘူးလို့ဟယ်ရီကိုသတိပေးလိုက်ပါတယ်။နောက်တစ်ရက်မှာမကောနဂယ်စာသင်တွေတော့မှာဟာမိုင်းနီကလှုပ်ဝက်ခံအကြောင်းကိုမေးပါတယ်။မကောနဂယ်ကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကဒီအကြောင်းကို Godric Gryffindor, Slytherin, Slytherin, Raven Claw နဲ့ Haka Hufflepuff ဆိုတဲ့နာမည်ကျော်မော်ဆရာကြီးလေးဦးက Howard ကိုတီထောင်ခဲ့တာဖြစ်တယ်။ အဲ့ဒီလေးဦးထဲမှာ Slayer Slithering ကမှော်ချောင်းကိုမှော်သွေးစစ်ပဲတက်ခွင့်ရမယ်ဆိုတဲ့စီမင်းကိုလိုချင်ပါတယ်။ချန်နဲ့မှော်ဆရာ၃ဦးကဒါကိုလက်မခံပဲလူသားမမဂယ်ရီကိုလည်းအခွင့်အရေးပေးချင်တာကြောင့်သဘောထားချင်းမတိုက်ဆိုင်ပဲ Slayer Slithering ကအကြောင်းကနေထွက်ခွာသွားပါတယ်။ဒါပေမဲ့သူမထွက်ခွာသေးခင်မှာလှုပ်ဝက်ခန်းတစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။အဲ့ဒီလှုပ်ဝက်ခန်းက Slithering ရဲ့မျိုးဆက်စစ်စစ်မှသာဖွင့်လို့ရမှာဖြစ်ပြီးအဲ့ဒီအချိန်ကျရင် Slithering ဖြစ်စေချင်တဲ့လိုမျိုးမဂယ်ရီကိုရှင်းပြမဲ့မကောင်းဆိုးဝါးကထွက်ပေါ်လာမှာဖြစ်တယ်လို့ရှင်းပြလိုက်ပါတယ်။ သူတို့လည်းအဲ့ဒီလိုဝက်ခံဆိုတာကိုကျောင်းထဲမှာအချိန်ချင်းရှာပြီးပေမဲ့မတွေ့သေးဘူးလို့လည်းထပ်ပေါင်းပြောပြခဲ့ပါတယ်။အတန်းပြီးချိန်မှာတော့ Harry တို့၃ယောက်က Slytherin မျိုးဆက်စစ်စစ်ဆိုတာမဖိုင်းဖြစ်နိုင်တယ်လို့၃ယောက်သာကောက်ချက်ချပြီးမဖိုင်းကိုစစ်ဆေးဖို့လုပ်ကြပါတယ်။ဒီအတွက်ပုံကျောင်းနိုင်တဲ့ Polyjuice လို့ခေါ်တဲ့ ်ဈေးရတပြိုကိုလိုအပ်ပြီးဒါကိုကြိုချဖို့အချိန်တလားလောက်လိုမှာဖြစ်ပါတယ်တလားဆိုတဲ့အချိန်ကမဖိုင်းကမဂယ်လူမျိုးတဝက်လောက်တက်ပြီးနိုင်လို့ညားရတယ်လို့ပြောပေမဲ့အဲ့ဒီနီလန်ပြင်မရှိပါဘူးနောက်တစ်ရက်မှာ Gryffindor နဲ့ Slytherin တို့ Quidditch ပြိုင်ပွဲမှာ Slytherin ကအမှတ်အသာနဲ့ဦးဆောင်နေခဲ့ပါတယ်ဒါကြောင့် Gryffindor ကရှေးဘော်လုံးရှာမှသာအနိုင်ရမှာပါဒီအချိန် Black Ball လုံးက Harry နောက်ကိုထတ်ကြမှာကွာလိုက်နေလို့ Harry ထွက်ပြေးနေရပါတယ်ထွက်ပြေးရင်ကရွှေဘော်လုံးကိုတွေ့တော့ဖမ်းဖို့လုပ်နေတော့မဖိုင်းကလည်းအတင်းလိုက်လူနေပါတယ် လက်ကဘောလုံးကလည်းဆက်လိုက်နေရင်နောက်ဆုံးမှမဖိုင်းချန်ခဲ့ရပြီးဟယ်ရီလည်းရွှေဘောလုံးရပြီမဲ့ဘလက်ကဘောလုံးကတိုက်ခိုက်ပြီလို့လက်ကျိုးသွားပါတယ်။ဒါပေမဲ့ရွှေဘောလုံးရသွားတဲ့အတွက်ဂရစ်ဖင်တော့အနိုင်ရသွားပါတယ်။လက်ကျိုးသွားတဲ့ဟယ်ရီကိုလော့ဟတ်ကကူပေးလိုက်တာအယူပါမရှိတော့တာကြောင့်စိတ်ယုံတင်လိုက်ရပါတယ်။ စေယုံမှာရှိနေတော့ဒေါ်ဗီရောက်လာပြီးဒီတော့မှဘူရာမှာဝင်ပေါက်ပိတ်သွားတာကလည်းဒေါ်ဗီလက်ချက်ဘလက်ကဘောလုံးကဟယ်ရီကိုလိုက်တိုက်ခိုက်တာကလည်းဒေါ်ဗီလက်ချက်ဆိုတော့ကိုသိလိုက်ရပါတယ်။ဘာလို့ဒီလိုလုပ်ရလဲဆိုတဲ့အကြောင်းပြချက်ကတော့သူပြောခဲ့ဘူးသလိုဟယ်ရီပေါ်တာဟော့ဝတ်စ်မှာဆက်မရှိစေချင်လို့ပါပဲ။နှင်းစာလေးတွေကအမော်ဆရာကြီးရဲ့အစီအကံဖြစ်နေပြီးသူတို့သခင်ကဝိဇ္ဇာတစ်ခုပေးမှလွတ်မြောက်မှာဆိုတဲ့အကြောင်းကိုဟယ်ရီသိလိုက်ရပါတယ်။ဟော့ဝတ်ကြီးအနေနဲ့ကြောက်တော့မယ်လို့လည်းဒေါ်ဗီကပြောပြီးဘာဖြစ်မှလဲမေးတော့မပြောသင့်တာပြောမိပြီးဆိုပြီးကြောက်သွားပါတယ်။ အဲ့ဒီချိန်စေးရုံကန်တဲ့ကိုဒမ်ဘယ်ဒေါနဲ့ဖော်မောက်ခါမကော်နဂယ်တို့ဝင်လာပြီးနောက်ထပ်ကြောက်ဖြစ်သွားတဲ့ကောင်လေးကိုခေါ်ဆောင်လာခဲ့ပါတယ်။ကောင်လေးကဟယ်ရီကိုဓမ္မုံရိုက်ဖူးတဲ့ပထမနှစ်ကျောင်းသားလေးဖြစ်ပြီးသူ့ရဲ့ကင်မရာမှာဘာတွေရိုက်မိလဲသိနိုင်ဖို့ဖွင့်ကြည့်တော့မီးတောက်တစ်ခုလောင်ကျွမ်းသွားတဲ့ကြောင်းကျောင်းဦးကြီးဓမ္မုံဒေါကဟော့ဝက်ကြီးမလုံလုံတော့ဘူး။ဒီဖြေကူတာမရှာနိုင်ရင်ကျောင်းသားတွေကိုအိမ်မြန်ပို့ရတော့မယ်လို့ရေရွက်လိုက်ပါတယ်။ဟဲရူကမိန်းကလေးအိမ်သားထဲမှာပိုလီဂျူးစေးရီကိုကြိုချက်ကြပါတယ်။ရောမ်ကလူမိတော်မှာကြောက်နေပေမဲ့ မော်နီမာတယ်ဆိုတဲ့တရားမလေးကိုကြောက်လို့ဘယ်သူမှမလာဘူးဆိုပြီးဟာမိုင်းနီကမိတ်ဆက်ပေးလိုက်ပါတယ်။လော့ဟာကဟော့ဘတ်ကမလုံခြုံတဲ့အတွက်အကြောင်းအကြီးတမတော်ရဲ့စိတ်ခိုင်းကြရအကြောင်းသားတွေကိုကာကွယ်ရေးနီးစနစ်တွေတင်ပြဖို့တာဝန်ပေးခံရပါတယ်။အစမ်းပြတဲ့အနေနဲ့ Snape ကိုခေါ်ပြီးတိုက်ကွက်ပြပေးမယ်။သူကြီးပဲခံလိုက်ရပါတယ်။ဒါကြောင့်အဆက်ပြေ Harry နဲ့တစ်ဖက်က Malfoy တို့ကိုတရုပ်ပြခိုင်းပါတယ်။လက်နဲ့ဖယ်ရှားရုံလောက်တိုက်ခိုက်ခိုင်းပေးမယ်။ Malfoy ကမွေးတကောင်ကိုထုတ်လိုက်ပါတယ်။ Harry ကမွေးကိုစိုက်ကြည့်ပြီးတခုခုပြောနေပေးမယ်။အားလုံးက Harry မွေးစကားပြောတာကိုသာကြားနေရပါတယ်။ Professor State ရဲ့အံ့ဩသိပြီးခဏလောက်စိုက်ကြည့်နေပြီးမွေးကိုရှင်းလိုက်ပါတယ်။နားနေကမှတော့ Ron နဲ့ Hermione ကမွေးစကားပြောတတ်တာအန်ရဲ့ရှိကြောင်းနဲ့ Slytherin တစ်စိုက်ကမွေးဖြစ်ပြီး Slytherin Slytherin ကလည်းမွေးစကားပြောတတ်တာကြောင့် Harry ကို Slytherin မျိုးဆက်လို့အားလုံးထင်သွားနိုင်ကြောင်းပြောပါတယ်။ Harry လည်းသူမွေးစကားမပြောတတ်ကြောင်းနဲ့ဒီတိုင်းပဲအောက်မှာရှိတဲ့တယောက်ကိုရံမပြူဖို့တူတားခဲ့တဲ့အကြောင်းရှင်းပြပါဗျ။အဲဒီနောက်ចောင်းသားတွေက Harry ကိုရှောင်လာကြပါဗျ။ Polyjuice ဆေးအတွက်လိုအပ်တဲ့ DNA အဖြစ်ပြောင်းကျင်တဲ့သူတွေရဲ့စပင်မွေးကိုလိုတာကြောင်း ဟယ်ရီနဲ့ရွန်နိုကမာဖိုင်းရဲ့တငယ်ချင်းတွေကိုမုန်းနဲ့မြားပြီးမုတ်ထဲမှာအိတ်ဆေးထည့်ထားပြီးသူတို့စပင်ကိုရယူပါတယ်။ဟာမိုင်းနီကတော့စလီထရင်းနဲ့ကမင်းလေးတယောက်ရဲ့ဝူယုံဘောကစပင်ကိုကျူရတဲ့ဆေးနဲ့ထည့်ပြီးတောက်လိုက်ပါတယ်။စေးစားပြချိန်မှာဟယ်ရီနဲ့ရွန်ကလိုချင်တဲ့ပုံစံအတိအကျပြောင်းသွားပြီးမှဟာမိုင်းနီကတော့သူယူလာခဲ့တာကလူစပင်မဟုတ်ပဲကြောင်ဝေးဖြစ်လို့ကြံနေခဲ့လိုက်ရပါတယ်။ဟယ်ရီနဲ့ရွန်တို့လည်းမာဖိုင်းစီကစကားအစ်ဖို့စလီထရင်းအဆောင်ကိုထွက်လာကြပါတယ်။ အချိန်တနာရီပဲရတာဖြစ်လို့သိကျင်တာတွေမြဲမြဲမေးမှရမှာဖြစ်ပါတယ်မဖိုင်းကလွန်ခဲ့တဲ့2.90ကဒါမျိုးတစ်ခါဖြစ်ခဲ့ပြီးအဲ့ဒီတုန်းကမဂရီအကုန်တေခဲ့ရပြီးကျွလွန်ခဲ့သူလည်းအကြောင်းထုတ်ခံခဲ့ရကြောင်းလည်းပြောပါတယ်ဒါကြောင့်အခုလေမဂရီအကုန်တေရမှာဖြစ်ပြီးဟာမိုင်းနီအပါဝင်မယ်လို့ပြောလို့ရမ်ကစိတ်ဆူသွားလို့ဟယ်ရီကတားလိုက်ရပါတယ်အဲ့ဒီမှာတယောက်ကိုတယောက်ကြည့်ပြီးစိတ်ရင်ပြေသွားပြီဆိုတာသိလိုက်လို့အလင်းအမြန်ပြန်ထွက်လာခဲ့ကြပါတယ်ရမ်တို့ငါတို့ဒီလိုစွန်စားတာဘာထူးခြားခဲ့လဲမေးတော့ဟယ်ရီကစလီဒရင်းမျိုးဆက်ကမဖိုင်းမဟုတ်ဘူးဆိုတာတီးခဲ့ရတယ်လို့ပြန်ဖြေပါတယ် ကော်ရီဒါမှာရေလေရှင်လေးလို့သွားပိတ်ဖို့လုပ်ရင်မိုင်းနီမိုတန်နဲ့တွေ့ပြီးစာအုပ်အကြောင်းကိုတီးခဲ့ရပါတယ်။စာအုပ်ကိုရလာတဲ့ဟယ်ရီကစာအုပ်ကိုဖွင့်ကြည့်တော့ဘာမှရေးမထားပါဘူး။ဒါပေမဲ့စာအုပ်မှာရေးလိုက်တိုင်းသူသိကျင်တာတွေကိုပြန်ဖြေပေးပါတယ်။စာအုပ်ကသူ့ကိုယ်သူ Tom Riddle လို့မိတ်ဆက်ပြီးဟယ်ရီကိုလွန်ခဲ့တဲ့နှစ်တွေစီကိုခေါ်ဆောင်သွားခဲ့ပါတယ်။ အဲ့ဒီမှာဒမော်ဒေါနဲ့ထရမ်ရီတယ်ကိုတွေ့ခဲ့ရပြီးတေသွားတဲ့မင်းကလေးတယောက်ကိုတယ်ဆောင်သွားတာကိုလည်းတွေ့ခဲ့ရပါတယ်။အဲ့ဒီနောက်ပထွန်ကအခန်းထဲဝင်သွားပြီးအဲ့ဒီမှာဟက်ဂရစ်ကိုထွန်ကဒီမင်းကလေးတရားတော်ခမားမွေးထားတဲ့အဲ့ဒီပင်းကူကြောင့်ဆိုပြီးပင်းကူကိုတတ်ဖို့လုံနေတော့ပင်းကူကထွက်ပြေးလွတ်မြောက်သွားပါတယ်။ဟယ်ရီလည်းဟက်ဂရစ်ကိုမေးဖို့လုံနေတော့ဆောက်အပြင်ကိုပြန်ရောက်လာခဲ့ပါတယ်။နောက်တရမှာဒီအကြောင်းကိုရောမ်နဲ့ဟာမိုနီတို့ပြောပြနေတော့နော်ဗစ်က ဟယ်ရီရိုးကိုလာခေါ်လို့သူ့အခန်းထဲကိုပြန်သွားချိန်မှာအခန်းကရှုပ်ပွားနေပြီးထုံမျက်စာအုပ်နဲ့အခိုးခံလာရပါတယ်။ Quidditch ကစားပွဲပြင်ဆင်နေတဲ့ဟယ်ရီကိုဒီနေ့ Quidditch ကစားပွဲကိုပိတ်လိုက်ပြီးဖြစ်ကြောင်းနဲ့ room ကိုခေါ်ပြီးသူ့စီကိုလိုက်ခဲဖို့မှားလိုက်ပြီးပြစရာရှိတယ်လို့ပြောလိုက်ပါတယ်။ Sebe ကမှတော့ Harmony ကိုမှန်တဲ့ချက်နဲ့အတူတွေ့ရပြီးကြောက်ရွံ့ဖြစ်သွားတာကိုတွေ့လိုက်ရပါတယ်။ ဟဲ့နော်မကောတကယ်ကចောင်းသားတွေကိုခေါ်လိုက်ပြီး6နာရီကြော်ရင်အပြင်မထွက်ဖို့နဲ့ထွက်ခရင်ဆရာတယောက်နဲ့အတူထွက်ဖို့စီကံချမှတ်လိုက်ပါတယ်ဒီကိစ္စရဲ့နောက်ွယ်ကတရားခံကိုမဖော်ထုတ်နိုင်ရင်ចောင်းကိုပိတ်ပြစ်ရမယ်ဆိုတဲ့အကြောင်းပြောခဲ့ပါတယ် Harry လို့လေ Hagrid ကိုဒီကိစ္စတွေမေးဖို့ရောက်နေတဲ့အချိန်အရင်တစ်ခါကလူဝတ်တကာအခန်းပွင့်တော့ကပါဝင်ပတ်သက်နေတဲ့ Hagrid ကိုမေးစမ်းဖို့မော်ဝင်ကြီးဌာနကလာခေါ်တာနဲ့တိုးလို့ကိုပြောက်ဝိယုံနဲ့နှစ်ယောက်သားပုံလေလိုက်ရပါတယ်။ Hagrid ကတော့သူ့အဖြစ်မပေးနိုင်တော့လို့သိကျင်တာရှိရင် follow the spider ဆိုပြီးပင်ကူနောက်ကိုလိုက်ဖို့သူ့ခွေးကိုအစာကျွေးပြီးဖို့မသိမသာမှားသွားပါတယ်။ Harry တို့လည်း Hagrid ပြောတဲ့အတိုင်းပင်ကူတွေနောက်ကိုလိုက်ခဲ့ကြပြီးပင်ကူတွေကတောထဲဝင်သွားလို့တောထဲအထိလိုက်ခဲ့ကြရပါတယ်။မီးရင်တစ်ခုနဲ့လိုက်သွားနေရင်တောနဲ့လေအကောင်ရေများလီလီဖြစ်လာပါတယ်။အဲ့နောက်တော့စကားပြောတဲ့ပင်ကူကြီးတကောင်နဲ့ဆုံးခဲ့ပြီးသူကလွန်ခဲ့တဲ့2.50က Hagrid မွေထားခဲ့တာဖြစ်ပြီးကောင်မလေးကိုသူမတက်ခဲ့ကြောင်းနဲ့ပင်ကူတွေအားလုံးကြောက်ရတဲ့သတော်ဝါကြီးရဲ့လက်ချက်ဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ Hagrid က လှုပ်ဝက်တကားကိုဘယ်တော့မှမဖွင့်ခဲ့ကြအောင်ပြောပါရယ်။သိကျင်တာတီးရလို့ဟယ်ရီတို့ကပြန်မယ်လို့တော့ငါသားသမီးတွေကို Hagrid line မတိုက်ခိုက်ရဘူးလို့မှားထားပေမဲ့မင်းတို့ကတော့ကြိုမာထားတာမဟုတ်လို့ငါလည်းတားနိုင်မှာမဟုတ်ကြောင်ပြောပါရယ်။တပြေးပြေးများလာတဲ့ပင်ကူတွေကိုပြန်တိုက်ခိုက်ပေမဲ့အကောင်ရင်များလို့မနိုင်တဲ့အချိန်ကံကောင်းထောင်းမစွာနဲ့ Ron အဖေရဲ့ကားပြန်ကြီးရောက်လာခဲ့ပြီး Ron နဲ့ Harry တို့ကိုကယ်ထုတ်သွားပါရယ်။ Follow the Spider ဆိုတဲ့ Hagrid ကိုတတ်မဲ့တကယ်ကနေ Ron ကချိန်ချောင်းနေပါရယ်။ငါတို့အဲ့တဲသွားတာဘာတိရလဲမေတော့ Harry ကတော့ Hagrid ကအပြည့်ကင်းစင်ကြောင်တီးခဲ့ရတယ်လို့ဆိုပါရယ်။ အဲဒီနောက် harmony အခြေအနေကိုသွားကြည့်ရင် harmony လက်ထဲကစာရွက်လေးတစ်ယောက်ကိုတွေ့ခဲ့ရပြီအဲဒီစာရွက်ထဲမှာ hero တို့တဲလုံသာခြံထားပေးခဲ့ပါတယ်ဒီထဲမှာမွေးနှကားကြောင့်ဓာရီဖြစ်နေရတာဖြစ်ပြီးမျက်လုံးချင်းစုံရင်တည်နိုင်ကြောင်းနဲ့တူလာရဲ့ပင်းဥတွေထွက်ပြေးတဲ့အကြောင်းရေးထားပါတယ်ကြောက်ရွံ့ဖြစ်သွားတဲ့သူတွေကရေကနေမှန်ကနေကင်မရာကနေစတဲ့တဆင်းကနေနဲ့တွေ့ရတာဖြစ်လို့ကြောက်ရွံ့ဖြစ်သွားပြီမာနီမိုတာကဓာတ်ရိုက်တွေ့ခဲ့လို့တည်ခဲ့ရတာဆိုတာကိုသိသွားပါတယ် အဲ့ဒီအချိန်ကျောင်းသူတယောက်ပျောက်သွားပါတယ်မကွန်နဂဲကကျောင်းပိတ်ရတော့မယ်ဆိုပြီးရေရွတ်နေပါတယ်ပျောက်သွားတဲ့ကျောင်းသူကတော့ရောမြတ်ညမဂျင်းနီဝစ်စလီပါပဲဟယ်ရီတို့လည်းဂျင်းနီကိုကယ်ဖို့လှုပ်ကြပါတယ်အောက်လန်းတဲ့တစီတွေကိုနိုင်တဲ့လော့ဟတ်ကိုသူတို့ရထားတဲ့တဲလွန်စာတွေပေးပြီးအကူအညီလာတောင်းကြပြီးမဲ့လော့ဟတ်ကတကယ်မတက်ပဲလူတွေကိုလိန်နေတဲ့တက်ရောင်ကဖြစ်တာကြောင့်ထွက်ပြေးဖို့လုပ်ပါတယ်ဒါကြောင့်ရွန်နဲ့ဟယ်ရီလည်းသူ့ကိုမှော်လို့တဲ့ချိန်မျိုးအတင်းခေါ်ဆောင်သွားပါတယ် မျိုးသမီးတန့်စင်ကလေးကမူတရဲ့အကူအညီနဲ့မွေနကားကဒီပိုင်လိုင်းအောက်ကနေထွက်လာတာဆိုတာကိုသိလိုက်ရတာကြောင့်ဟယ်လည်းမွေစကားပြောပြီးဖွင့်လိုက်တော့လှုပ်အပ်ခံပွင့်လာပါတယ်။အထဲမှာတော့မွေရီကုန်နေတဲ့အယိုးပုံကြီးကိုမြင်လိုက်ရပါတယ်။ဟယ်ကအားလုံးကိုအတန်ကြားရတဲ့မျက်စိမိတ်ထားဖို့မှာပါတယ်။ချက်တဲ့အလညာဆရာလော့ဟတ်ကရွန်ရဲ့လက်ထဲကမော်လိုဒန်ကိုလှုပ်ပြီးအတိတ်မိသွားစပယ်တစ်ခုကိုယူလိုက်ပြီးမယ်။ရွန်ဒုတ်တန်ကကျိုးနေလို့သူပဲခံလိုက်ရပါတယ်။ လောဟကအတိတ်မိသွားပြီးအဲ့ဒီအချိန်နဲ့ကြောင်တုံးတွေပြီးကြလို့ဂူပေါက်ပိတ်သွားတာကြောင့် Rom နဲ့လောဟကအပြင်းမှကြံနေခဲ့ပါတယ်ဆက်လိုက်လို့မရတော့လို့ Harry တယောက်တည်းဆက်သွားရပါတယ်လမ်းဆုံးမှာတော့ Jin ကိုတွေးလိုက်ရပြီးအနားမှာ Tom ကိုတွေးလိုက်ရပါတယ် Jin ဟာအသက်ရှိနေစေဖြစ်ပြီးနေရာမှာစာရေးတာအခန်းကိုဖွင့်တာအလုံးဂျင်းတွေကိုသူကပြူစားပြီးခိုင်းတာဖြစ်ကြောင်းဒါကိုအသီးဝင်လာတဲ့ဂျင်းမီကစာအုပ်ကိုအိမ်သားထဲလွှတ်ပစ်ခဲ့ပြီးအဲဒီစာအုပ်ကိုတရားရောက်ကကောက်သွားတာဖြစ်ကြောင်းအလုံးကိုရှင်းပြလိုက်ပါတယ်။နောက်ဆုံး Voldemort ဆိုတာ Torridable ဖြစ်ကြောင်း Harry ကိုပြောပြလိုက်ပါတယ်။ အဲ့ဒီချိန်ဒမ်ဘောဒေါ်ရဲ့ဖီနေငါကအထဲကိုဝင်လာပြီးအိုးထုတ်ကိုပစ်ချလိုက်ပါတယ်။ထွန်ကလည်းသူ့ရဲ့မွင်တကားကိုဆင့်ခေါ်ပြီးဟယ်ရီကိုတိုက်ခိုက်ခိုင်းပါတယ်။မျက်လုံးကိုမကြည့်မိအောင်ကြိုးစားနေတဲ့ဟယ်ရီတွေခက်ခဲနေချိန်မှာဖီနေငါကမွင်တကားရဲ့မျက်လုံးကိုဖောက်ပစ်လိုက်ပါတယ်။မျက်စိမရှိတော့ကြောင့်မွေကိုကြည့်ရင်ပေနိုင်တဲ့ဘေးကလွတ်သွားပါတယ်။မျက်စိမရှိတဲ့မွေကအသံနောက်ကိုလိုက်နေတဲ့ဟယ်ရီနဲ့ပတ်ပြေးနေရပါတယ်။ပြေးနေရင်ကအိုးထုတ်တဲ့က Gryffindor ဓာတ်ကသူ့လိုလိုပေါ်လာလို့အဲ့ဒီဓာတ်ကိုယူပြီးအမြင့်တနေရာကိုပြေးတက်ရင်းလိုက်လာတဲ့မွေတကားရဲ့အာကောင်ကိုထိုးဆိုင်လိုက်ပါတယ်။ ပါဇက်တဲ့ထိုးတာမျိုးဟယ်ရီလက်မှာမွေဆွဲစိုက်သွားပြီးဟယ်ရီလည်းမွေစိတ်တက်နေပါတယ်။ဒါပေမဲ့ဟယ်ရီကအကြံရသွားပြီးအဲ့ဒီဆွဲကိုနှုတ်ပြီးထွန်ရီတဲရဲ့စာအုပ်ကိုထိုးဆိုင်လိုက်ချိန်မှာထွန်ရီတဲတယောက်ပျောက်ကွယ်သွားရပါတယ်။အစိတ်တက်နေတဲ့ဟယ်ရီကဂျင်းမီကိုသူ့ကိုထားခဲ့ပြီးအပေါင်းအမှာရုံးစောင့်နေရမှုသွားဖို့ပြောရင်ပဲအဲ့ဒီချိန်ဖီနင်းကပြန်ပေါ်လာပြီးသူ့မျက်ရည်နဲ့ဟယ်ရီရဲ့အနာကိုကျက်စေခဲ့ပါတယ်။အဲ့ဒီနောက်တန်းချိန်များစွာကိုတည်နိုင်တဲ့ဖီနင်းကပဲသူတို့လျော့စလုံးကိုအပြင်ကိုခေါ်ထုတ်သွားခဲ့ပါတယ်။ ီလိုနဲ့အကြောင်းရဲ့ရုံငန်းကိုရောက်လာခဲ့ကြပြီးဟယ်ရီတို့ကိုအကြောင်းကိုကောက်ွယ်ပေးတဲ့ဆုပေးဖို့လုပ်ပါတယ်။ရွန်မြဲဇီးကွက်နဲ့ဟက်ဂရစ်ကိုကယ်ဖို့အတွက်စာကိုပို့ခိုင်းလိုက်ပါတယ်။အဲ့နော်ဟယ်ရီကိုဘာလို့မွေစကားပြောတတ်တာလဲသီလာလို့မေးလိုက်ပြီအเจ้าကအမရွတ်ပေးခဲ့တဲ့ညမှာဖူဒမော့ရဲ့အစွမ်းတချို့ကမင်းစီကိုရောက်သွားလို့ပဲဟယ်ရီလို့ပြောပြလိုက်ပါတယ်ဒါကြောင့်အเจ้าကိုရောက်စားကအိုထုတ်ကမင်းကိုစလီသရင်းကိုပို့ချင်နေတာလို့ပြောပြပြီးဘာလို့ဂရဖင်ဒေါ်ကိုရောက်လာလဲသီလာလို့မေးပြန်ပါတယ်ဟယ်ရီကသူတောင်းဆိုခဲ့လို့အမှတ်လားလို့မေးပေမဲ့ ဒမ်မတော်ကမွေးကိုတတ်ခဲ့တဲ့ဓာတ်ကိုကြည်ခိုင်းပြီးဒီဓာတ်က Gryffindor မျိုးဆက်စစ်စစ်သာတုံးနိုင်တဲ့ဓာတ်ဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါကြောင့် Harry ကအားလုံးထင်နေတယ်လို့ Slytherin မျိုးဆက်မဟုတ်ပဲ Gryffindor မျိုးဆက်သာဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဲဒီအချိန် Lucius ရောက်လာပြီးကျောင်းကဘာကြောင့်ဒီပြန်ရောက်နေရလဲဆိုတာကိုလာမေးပါတယ်။သူ့နောက်မှာ Dobby ပါလာလို့ Dobby အမှုထမ်းနေတာ Lucius တို့မိသားစုဆိုတာ Harry သိလိုက်ရပါတယ်။ Lucius ကတရားခံကဘယ်သူလဲလို့မေးတော့ Dumbledore က Voldemort ဖြစ်ပြီးဒီစာအုပ်လေးနဲ့ရောက်လာတာလို့ဖြေလိုက်ပါတယ်။ မကြင်မနက်ဖြစ်သွားတဲ့ Lucius ကဒေါ်ဘီကိုကန်ပြီးထွက်သွားပါတယ်။ဒေါ်ဘီနှိပ်စက်ခံနေရတာကိုတနာတဲ့ Harry က Dumbledore စီကစာအုပ်ကိုတောင်းယူပြီး Lucius ကိုပေးလိုက်ပါတယ်။ Lucius ကဘာလို့ပေးတာလဲမေးနေတော့ဂျင်းနီရဲ့တောင်းတဲ့ကိုစာအုပ်ထည့်လိုက်တာသူသိတယ်ဆိုတဲ့အကြောင်းပြောလိုက်ပါတယ်။စာအုပ်ကိုကိုယ်တိုင်မကင်တတ်တဲ့သခင်တို့ရဲ့အကျင့်ကြောင့်ဒေါ်ဘီကိုကန်ခိုင်းလိုက်ချိန်မှာဟယ်ရီကစာအုပ်ကိုဖွင့်ကြည့်ဖို့အချက်ပြလိုက်ပါတယ်။ဒေါ်ဘီစာအုပ်ကိုဖွင့်ကြည့်လိုက်တော့ချေအီတစ်ဖက်ကိုတွေ့ခဲ့ရပြီးချေအီကဟယ်ရီချေအီဖြစ်နေပြီမဲ့စာအုပ်ကလူစီယက်စာအုပ်ဖြစ်လို့သခင်ကဝစ်စရာပေးတာကြောင့်ဒေါ်ဘီလွတ်မြောက်သွားခဲ့ပါတယ်။ ဒါကြောင့်လူစီရလည်းသူ့စေကံကိုလှုပ်ပေးလို့ဒေါ်သထွက်သွားပြီးဟယ်ရီကိုရိုက်ဖို့လုပ်ပေမဲ့ဒေါ်ဘီရိုက်တာပဲခံလိုက်ရပါတယ်။ကြောက်ရွံ့ဖြစ်နေတဲ့သူတွေအတွက်အစည်းတွေဖော်ဆက်ပြီးလို့အားလုံးကြမ်းပါနေပါပြီ။ဟန်ဂရစ်ကတော့ရောမ်ရဲ့ဇီးကွက်လမ်းပြောင်းနေလို့နောက်ကြမှပြန်ရောက်လာခဲ့ပါတယ်။